စီမီကုံပပတ်နယ်တွင်ပီဒီအမ်များဒါဖြစ်ပြီးစီမီကုံရွာတွင်တရာမ80ရာခိုင်နှုန်းလောက်သည့်ပီဒီအမ်များသာဖြစ်၍စီမီကုံစခန်းအားအမြန်ဆုံးအင်အားဖြည့်ပေးပါရန်ကိုဘုံမှတစ်ဆင့်ပြောကြားပေးလိုပါတယ်တဲ့တက်ကြီးကိုယ်တိုင်လည်းဒဏ်ရာရရှိပြီးသူတပည့်များအထိနာသောကြောင့်နောက်တပြန်ထပ်မှန်၍ကြိုက်မိဟုချိန်ဝါထားပါတယ်တဲ့ခမတော်ဟိုဟွာလေး စိုက်ကယ်မစည်းဘူးတဲ့ကောင်ကိုစီးပြီးတော့မှဟိုလင်းလင်းတချင်းနဲ့တင်တဲ့တက်ကြီးဆိုတဲ့ကောင်ဒဏ်ရာရသွားတယ်ဒီသတင်းတွေဟာအတိအကျတွေပေါ့နော်ဒါသတင်းဆိုတာလိမ်လို့မရဘူးသူ့ဘက်ကိုယ်ပဲအမှန်တော့ပြောရမှာပဲအဲ့မျိုးအပီဂျူလူတို့ကလည်းမပူပေါင်းဘူးနော်မပူပေါင်းတော့ပါတယ်ပြာပြည့်ဖြစ်နေငါမင်းတို့မေးလိုက်မယ်စစ်တပ်ရင်ဟာရဲရင်ဟာပြည်သူစစ်ရင်ဟာမြင်းကြမှာဘယ်လောက်ရှိမှာလဲမင်းတို့ပြောတော့ပြည်သူကာကွယ်ရေးဆိုမင်းတို့ PDF တွေကအဲ့မြင်းကတော့ပြည်သူလူထုတွေပြင်ဦးလေရောက်မလာနဲ့နော်မေးပြီးတော့ရောက်မလာနဲ့ဘယ်နဲ့ချီးတော့ပြီးရိုင်းမှာခဏတော့ ကမရုံနဲ့မပေါင်းမပူပေါင်းဘူးအစိုးရနဲ့မပူပေါင်းဘူးเนาะမပူပေါင်းဘူးအဝတော့အောက်မှာကျတော့လာနေကြတယ်เนาะစောက်ရှက်မရှိဘူးခင်ဗျားတို့လူမျိုးကအောက်တန်းသားလူမျိုးသိလားပူပေါင်းမလားဆိုမပူပေါင်းဘူးကြောက်တာခင်ဗျားတို့ဒီအချိန်ထိစောက်နာကမရုံကဘာမှမဆိုင်ဘူးကြောက်တယ်စောက်ကမရုံသူစောက်လို့သူလုံးပါမတော်ပြည်သူလူလူပူပေါင်းတမရုံနဲ့ပူပေါင်းရဲတော်ဝဲဝဲနဲ့ပူပေါင်းပြည်သူစစ်နဲ့ပူပေါင်းခနာတို့မြင်းညာမျိုးပြာမဖြစ်ချင်းတက်မလို့လည်းပူပေါင်းငရိုးကြီးတောင်းတာခနာတို့အကြမ်းဖက်ခနာတို့ပြည်ရက်တက်တလုံးအုပ်ချုပ်ရမယ်ထင်လား ခမားတို့အိမ်တွေပြဖြစ်ပြီးသွားမှတက်မတော်အသာလေးဝင်ထိုင်လိုက်မှာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြင်းချန်တီတာယူမွန်အခြေအနေမကောင်းတော့ဘူးလို့အပသားဇော်ဘုံဟိန်ပြောပြလာတဲ့ရုပ်တံနဲ့အတူနွယ်အင်းရွာဘုံကျဲမှုចောင်းသားចောင်းသူနှစ်ဦးပါငါဦးတည်ဆုံးခဲ့ရတဲ့ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ပါတယ်။သခိုင်းတိုင်းပလဲမြို့နယ်နွယ်အင်းကြီးရွာကိုမေ၁၈ရက်နေ့လယ်၁၂နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ကလေကြောင်းကဘုံကျဲတိုက်ခိုက်လို့ចောင်းသားចောင်းသူတွေအပါငါဥတည်ဆုံးခဲ့တယ်လို့ဒေတာခန်တွေစီကသိရပါတယ်ဘုံကျဲတိုက်ခိုက်မှုကြောင့် grade 6ចောင်းသားမောင်ဖုံးမင်းတန် grade 7ចောင်းသူမကျေစင်ဦးဒေါ်မီမတင်းမြတ်သူနဲ့နောက်ထပ်ဒေတာခန်တဦးတို့တည်ဆုံးခဲ့ပြီသူနဲ့ပတ်သက်တဲ့အချက်လက်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်ပလဲမျိုးနယ်ကစည်ရေးအရငြိမ်နေတာကြာပါပြီအเจ้าမဲ့ကိုချက်ဖိုက်တာနဲ့၃ချိန်လာပစ်သွားတာ အလုံးရေတော့မသိရဘူးအရက်သားပြည်သူနေအိမ်တွေပေါ်ကြတာလို့ဒေတာခန်တူကပြောပါတယ်နွယ်အင်းကြီးရွာမှာကာကွယ်ရေးတပ်ဖွဲ့တွေတွာလာလှုပ်ရှားတာလည်းမရှိသလိုတိုက်ပွဲဖြစ်တာတွေလည်းမရှိပဲအเจ้าမဲ့လာရောက်ပြစ်ခတ်သွားတာလို့အထက်ပါဒေတာခန်ကဆက်ပြောပါတယ်အဓိကကတော့အရက်သားတွေကြီးပါပဲကာကွယ်ရေးတပ်ဖွဲ့တွေလည်းမရှိပဲနဲ့ကိုအရက်သားနေအိမ်တွေပေါ်ကျဲသွားတာပဲတကယ်ကိုကြေးရွာနေပြည်သူတွေအေးအေးဆေးဆေးနေထိုင်နေတဲ့လူတွေရဲ့အပေါ်မှာလူမဆန်တဲ့လုပ်ရက်တွေပေါ်တော့ တောက်လျှောက်စစ်ရာဇဝတ်မှုတွေပါပဲလို့ဒေသခံတအူးကပြောပါတယ်။မြင်းကျန်ဘက်မှာအခြေပြုလျက်လုံခြုံရေးတာဝန်ထမ်းဆောင်လျက် ရှိသည့်အမတ်ခွန်စေခြေခံလေးကျင်ရေးတပ်မှဗိုလ်ကြီးကျော်ကျော်လွင်ဦးစီးအင်အားမပြောဘူးပေါ့နော်။ဝက်လူးနယ်မြေရဲစခန်းမှာရဲအုပ်မြင့်တော်ဦးစီးနောက်ပူပေါင်းအဖွဲ့အားနဲ့အကြမ်းဖက်သမားများမှဒရုန်းမုံချတိုက်ခိုက်လျက်ရှိကြောင်းကနေဦးသတင်းတင်ပြအဲ့ဒါအခု9:24မိနစ်မှာ PDF 90ခန်းတည်ဆုံးနဲ့ တပ်ဖွဲ့ဝင်တဦးကျွန်တော်တို့ဘက်ကပေါ့နော်တပ်ဖွဲ့ဝင်တဦးကြာဆုံးနဲ့တဦးကဒဏ်ရာရတယ်တဲ့စစ်ကူစစ်ကြောင်းနဲ့နော်အဲ့တော့ကျွန်တော်မပြောတော့ဘူးအဲ့ဒါတော့ထားလိုက်တော့အဲ့တော့ကျတော့ဟိုအချိန်နဲ့တပင်းကြီးအများရန်ပြောလိုက်တယ်ညီလေးတဲ့အတန်ကြားလိုက်ရတာဝမ်းသာတယ်တဲ့သတင်းဆိုတာတိကျမှကောင်းတာအကိုလည်းနှထိုးမျိုးမှမနေရဘူးတဲ့ရွာကတစဉ်ကြားလာလေးပြောပြတာပါတဲ့ဝလူစကန်းနဲ့ထန်းစဉ်စကန်းအားလုံးတော့တဲ့နှထိုးစကန်းပေါင်းနေကြပြီးမြို့ထဲမှာလည်း PDF တွေနေရအနက် အပြားရှိတယ်ညီလေးတဲ့မြင်းညံမန္တလေးလမ်းကိုထိန်းချုပ်နိုင်ရင်တော့ PDF တွေပြေးစရာမြေမရှိဘူးတဲ့အမြန်သာစော်စော်ပါတဲ့ရွာမှာလဲကြောင်းမဖွင့်ရဘူးတဲ့တီတာရွတ်မှုဖုန်းနံပါတ်ရှိရင်ပေးပါလားတဲ့နော်တီတာရွတ်မှုဖုန်းနံပါတ်လဲကျွန်တော်မှာပေးတာပေးစရာလည်းမလိုဘူးခမားတို့ပါခမားတို့စုံသန်းကျွန်တော်တော့တရင်ပေးရင်တရင်ပဲယူမှာနော်နောက်တစ်ခုကတော့ကိုဘုံနဲ့15ရက်9လ2025ရက်နေ့မှာမြင်းကြံမြို့နဲ့စီမီးကုန်ချေးရွာနေမြေရဲစခန်းခင်းအား အကျန်းဖက် PDF 0ပျောက်ကြားတက်ကြီးအဖွဲ့လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်ကိုမြင်းညံမျိုးနဲ့ရဲတပ်ဖွဲ့မှုရဲမှုဥတင်ဝင်းမှအထက်သို့ရှင်းနေထုတ်ပြန်တင်ပြရာတွင်အင်အားကိုအမှန်တရားချင်းမရှိသည့်အတွက်မြေပြင်လက်တွေ့ရွရွချွချွခုခံကာကွယ်တိုက်ခိုက်ခဲ့ကြသောရဲတပ်ဖွဲ့ဝင်တို့မှသိရှိပြီးနော်မကြေမနက်တွေဖြစ်နေပေါ့နော် ကိုဘုံမတစင်လာပါကတိုင်းမှုရဲတပ်ဖွဲ့မူကြီးနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်တိတရှိအောင်ကင်းပြပေးပါရန်လေးစားစွာတောင်းဆိုရပါတယ်တဲ့နော်မြို့နယ်မှုရဲမှုဥတည်ဝင်ကျင်းနဲ့ထုတ်ပြန်ထားရတဲ့ပါဝင်သောအင်အားမှရှီမီကုံရဲကင်းစကန်ရဲတပ်ဖွဲ့ဝင်ပေါင်းရှိသည်ဟုတင်ပြထားသောလာရောက်တိုက်ခိုက်ရန်ရန်သူအင်အား30ကျော်ခန့်ကိုကျင်းနဲ့ထုတ်ပြန်ထားသည်မှာအမှားဖြစ်နေပါတယ်တဲ့မြေပြင်တွင်လက်တွေ့ခုခံကာဝယ်တိုက်ခိုက်ခဲ့သော ကျွန်တော်အတူရဲတပ်ဖွဲ့ဝင်မှပြောပြသည်မှာထိုစကမ်းတွင်စကမ်းမူရဲတကြက်ကြီးဒုတကြက်ရဲတသားနော်ရန်သူအင်အားမှာ150ခန်းရှိတာလွန်အင်အားဖြင့်လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ထိုဟာသည်အဖြစ်မှန်ဖြစ်ပါလေတဲ့နော်တိုက်ပွဲဖြစ်စဉ်မှာ15ရက်5လ2025ရက်နေ့နနက်9:15အချိန်တွင် စတင်ပြီး7:30လောက်တွင်စတင်ညင်၍ 9နာရီ20ခန်းလောက်တွင်အားလုံးရှင်းလင်းပြီးဖြစ်သည်တဲ့နော်အဲ့တော့ကျွန်တော်ပြောတယ်မလိမ္မာနဲ့မညာပါနဲ့အတက်တွေနဲ့နော်အားလုံးအတက်ခဲ့ကြတာပါ၎င်းရဲ့စကိုင်းရဲ့အနောက်ဘက်အော်ဒတိုင်း CEO သာခြားတော်ဘုံကြီးကျောင်းတွင်တို့အကြမ်းဖက် PDF များဝင်ရောက်လာပြီးတိုက်ရန်နေရာခြားထားနေသည်ကိုစကန်အနောက်တောင်တော့ဘောနော်ဘန်ကာထဲမှာကျွန်တော်တို့အပါဝင်နော်ရဲတပ်ဖွဲ့ဝင်နော် ဘယ်နဲ့ဥပေါ်ဗျာစတင်မိတွေ့ပြီးစတင်ဝိုင်းဝန်းပြစ်ခတ်ကြရရန်သူများထိမှန်ပြီးကစင်ကလေးအဖြစ်ကကျောင်းဝင်းအတွင်းမှအုတ်ပုံတစ်ပင်များအကာအွယ်ယူကပြန်နေတိုက်ခိုက်ခဲ့တယ်တဲ့ထို့တော့ပြန်လည်ပြစ်ခတ်ကြရရင်ရန်သူဘက်မှလက်ပစ်ဗုံးများနဲ့ဘန်ဂါတဲသို့ပြစ်ကြရတဲ့ကြားရောက်မှုမရှိပဲတလုံးမှာတော့တမာပင်အခိုင်အားထိမှန်ပြီးဆက်သွေးမြောင်းနေရှိဒူးတက်ချက်ငိမ့်ရမ်းမောင်ဤရင်ွေတို့ကြားရောက်တော့ခွဲကနေရာတွင်အသက်ဆုံးရှုံးခဲ့ရပါတယ်တဲ့နော်ဒီတက် update တော့မရှိတော့ဘူး ်နော်ဒါကိုဘာလို့ဆိုလိုချင်တာလဲဆိုတာကျွန်တော်ရဲ့စေတနာတရားကိုသိတယ်ဆိုရင် ကျွန်တော်ဒီနှစ်ထိုးကြီးကိုမတိုက်ခင်သုံးလေးသားရအော်တယ်မြင်းညာကျွန်တော်တောက်ချောက်အော်ပေးတယ်တီးလို့ကြီးကအထင်းတရားနော်မတ္တရာရုံးမှုရှိကိုကျွန်တော်သွားပို့ပေးခဲ့တာနော်ရန်သူအဖွဲ့နဲ့ဘန်နာဒီအော်ဒတိုင်းချပြီးဝါးနှစ်ပြန်ဒါတော့တော့ဝေးကပြီး ရေတက်ဘွက်ဝင်လေးဦးတည်တဲ့ဘန်နာကိတဲ့မှာ နော်ယွယွချုံချုံခုခံတိုက်ခိုက်ခြင်းကြောင့်ရန်သူဒီအုတ်တိုင်းခြေဒီကတ်မလာနိုင်ပဲဘန်နာတွင်၄ယောက်မှာတဲ့တယောက်ညာဘက်ပကုန်းထိမဲ့တန်ရာရရှိခဲ့တယ်တဲ့နော်ကြံရှိတဲ့၃ယောက်ကယွယွချုံချုံခုခံကွာကွယ်မှုနဲ့အတူလေရင်ပြင်းဘိုးကျဲတိုက်ခိုက်မှုအချိန်မီရောက်ရှိလာတဲ့ဖြင့်ရန်သူများအထိနာခံစုတ်ခွာသားတည်တဲ့လာတိုင်းပြည်တည်င်းကိုလည်းတရက်ကြိုပြထားတယ်တဲ့နော်ရဲစခန်းအားတိုက်ခိုက်ခဲ့သည့်အင်အားမှာ60တရာခန့်ရှိပြီးစီမီးကုန်ဆေးရုံတွင်ထိုင်ထားသော တိုက်အင်အားကိုတဲ့ရဲစခန်းဘက်လာရောက်မကူနိုင်ရန်ရန်သူဝင်အား30ကျော်လောက်ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ပြီးလမ်းပိုင်းတွင်လည်းရန်သူဝင်အား15ယောက်ခန့်လောက်ကပိတ်ဆို့ထားပြီးထိုစခန်းအားအရလုံးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်တဲ့နော်စီမီကုန်ပပတ်နယ်တွင် PDF များဒါဖြစ်ပြီးစီမီကုန်ရွာတွင်တရာမ80ရာခိုင်နှုန်းလောက်သည့် PDF များသာဖြစ်၍စီမီကုန်စခန်းအားအမြန်ဆုံးအင်အားဖြည့်ပေးပါရန် ကိုဘုံမှာတစ်ဆင့်ပြောကြပေးလို့ပါတယ်တဲ့တက်ကြီးကိုယ်တိုင်လည်းဒဏ်ရာရရှိပြီးသူတပည့်များအခိနာသောကြောင့်နောက်တပြန်ထပ်မံ၍ကြိုက်မိဟုချိန်ဝါထားပါတယ်တဲ့ခမတို့အဟိုဟွာလေးစိုက်ကယ်မစည်းဘူးတဲ့ကောင်ကိုစီးပြီးတော့မှဟိုလင်းလင်းတချင်းနဲ့တင်နေတက်ကြီးဆိုတဲ့ကောင်ဒဏ်ရာရသွားတယ်ဒီတရင်တွေဟာအတိအကျတွေပေါ့နော်ဒါတတိယဆိုတာလိန်လို့မရအောင်သူ့ဘက်ကိုယ်ဘက်အမှန်တော့ပြောရမှာပဲเนาะအတိနာသွားသောကြောင့်နောက်တစ်ချိန်မှာဘန်နာအတွင်းမှာစကမ်းမကြရေးရွရွချုံချုံခုခံကာကွယ်ပေးခဲ့တော့ ရဲတပ်ဖွဲ့ဝင်များနဲ့အသက်ပေးသွားသောရဲတပ်ဖွဲ့ဝင်တဦးတို့ကိုထင်ပေါ်အောင်ကြီးညာပေးစီလိုပါတယ်။နော်အဲ့ဒါတကူနောက်တကူကမနေ့ကဒုံစရီကျေးရွာတွင်ရှိသောခမာယ989မှာရန်သူများလာရောက်ခိုးအောင်နေကြောင်းတရင်ရရှိသောတဲကြီးကုံဖုံးကြီးចောင်းခွင်းကျင်အားပြစ်ကတ်ခဲ့ရာတောင်းញမ်းသူ9ဦးထိခိုက်သေဆုံးပြီး9ဦးတရားရရှိကြောင်းမိမိအပါခံတယ်မှာသိရတယ်တဲ့ဒီနေ့ 6နာရီတွင်နဲ့ရွှေကျင်နဲ့ညောင်လေးပင်အကြောင်းကားလမ်းပေါ်တွင်ရှိသောအင်းဝိုင်းလက္ခဏာကြရာတောင်းကျန်းသူအင်အား30ခန်းမှလက်နက်ကြီးလက်နက်ငယ်တို့ဖြင့်မိနစ်20ခန်းလာရောက်ပစ်ခတ်ပြီးထောင်လောင်းကျေးရွာဘတ်တို့ပြန်လည်ဆုတ်သွားသောကြောင်းသိရှိရတယ်တဲ့နိုင်ရရှိတဲ့ကူကူပြန်လည်တိုက်ခိုက်ဖို့လုပ်နေတယ်တဲ့အဲ့ဒီနေအဲ့ဒီနေရာကနေသွားရင်ဒရုန်းဖွဲ့ရှိတဲ့သူ့ရဲ့တမိန်ကျေးရွာတရဲတမိန်ကျေးရွာအမြောက်ဖွဲ့ရှိတဲ့စင်ရွာကိုသွားပြီးတိုက်နေတယ် ်ဒီတော့နော်အဲကျွန်တော်တီတီဒါကြတလောက်ကြီးပြောပေးတာနော်အဲ့ဒါတော့မှဟိုဘောနော်မလုံနိုင်ဘူးဆိုရင်လည်းကျွန်တော်လည်းမသိတော့ဘူးဗျာသိလားကျွန်တော်တို့ဒီ96တို့ဘာလို့ဆိုတာဒါကျွန်တော်ပြောခဲ့တဲ့နော်နေရာတွေပေါ့နော်ငါကိုရှိကျွန်တော်ကျွန်တော်လိုင်းပေါ်ကနေတခါတလေကြာရင်အဲတချို့ပေါ့နော်တောင်အောင်မြောက်အောင်တို့ဘာလို့ကြလို့ဆိုတော့အခုခင်ဗျားတို့ဟိုနော်ကျွန်တော်ကမပြောချင်လို့ပြောခဲ့တာလည်းရှိတာပေါ့မြင်းကြံမတိတာရုံမို့ကြီးကအထက်တရာဘာလို့သွားပေးရလဲ နော်အခုမြင်းညာမှာကြီးလိုက်တိုက်ပွဲတွေအကြမ်းဖက်နဲ့နဲ့ခိုင်တောင်းရန်သူ PDF တွေကပေါ်ဆောင်နေနော်ကိုယ့်ရဲ့ဟိုဒါကတော့ပောက်ကိုတော့ဗောနော်ဒါကပောက်ကိုတော့လူတာဗောပောက်ကိုတော့မတ္တိယာယူမုံကိုဟိုကြီးကားအခါအထဲတရားလူလို့သွားပေးတယ်သွားပေးပြီးမကြအောင်ကြီးလိုက်မှာတိုက်ပွဲဖြစ်တယ်နော်သွားပေးပြီးမကြအောင်တိုက်ပွဲဖြစ်ပြီခုနှစ်ဝိ3 4ရက်မကြအောင်တိုက်ပွဲဖြစ်တယ်ငါးခုရှိ3 4ရက်မကြအောင်တိုက်ပွဲဖြစ်တယ်ဒါတော့អော်ပေးတယ်ငါးရှိခုခု ဒုံစရစ်အဲ့ဒီ၅ချက်ကိုရတောင်းမဲ့မနေ့ကအော်သွားတဲ့နေရာတွေကို KNUPD ရဲ့အပေါင်းပါတွေမိရှုပ်သွားတယ်နော်အဲ့တော့ကြတော့အခုကျွန်တော်တို့တော်တော်ဟိုးတဲ့ဗားလဲဒဇင်ဦးတို့ကျော်စိုးဦးတို့ဟိုးတဲ့ဗားနိုင်ငံပိုင်တရားရုံးဗားလားမသိဘူးတရားစွဲမယ်မင်းတို့တော့ဒီအန်ယူဂျီတော့လေလိုင်းအစိုးရပေါ့ဖာတမအစိုးရနဲ့ဒီ PDF တွေနဲ့ပြီးတော့ တရားကြီးပြောတယ်လလင်လောက်တာဟုတ်နိုင်ပေါ်ကနေစံနေလူတာတို့မစင်ကြချက်ပေါ်ကနေလူတာတို့ပြီးလို့ရှိရင်လေရင်ကြီးကနေပြီးတော့မှဗာဘာလို့လားဘောက်နေဟုတ်လားဘောက်တွေဖွင့်ပြီးတော့မှလေရင်ကြီးကကျဲသွားတာတို့မင်းတို့ယူနေပြီလားဟမ်ယူနေပြီလားလို့လေရင်ပေါ်မှာဘောက်ဖွင့်လို့ရအောင် ်ငါဒီတကလေရင်နဲ့သွားရင်ငါလေရင်ပေါ်မှာကောက်အောင်မယ်ပေါက်ဖွင့်ပြီးတော့ငါဒီမှာငါရဲ့ဟိုကပေါက်ကလေးရှိတယ်နော်အဲ့ပေါက်လေးနဲ့လေရင်ပေါ်ယူသွားပြီးမှငါလေရင်ပေါ်မှာကကြည့်အောင်မယ်လေရင်ကပေးပွင့်လားပေးမပွင့်လားတော့ငါလည်းမသိဘူးနော်လေရင်ကငါတို့လေရင်ပေါ်တက်တာနဲ့လူချင်းမရဲ့ဖုန်းတွေကိုနော် air fly မှုတင်တာပါနော်ပြီးလို့ရှိရင်ကပတ်တွေကိုပတ်ထားပါဘယ်နဲ့မင်းတို့ကြမှာကွာငါတို့မှလေရင်ကပေါက်တွေဖွင့်ပြီးတော့မှဘုံကျဲတယ်ဆိုတော့ဟာ မင်းတို့လိုစောက်ပေးစောက်တုံးစောက်ဘောတွေအဒီပိုင်းရင်းတွေဗာမင်းတို့အခုအုံတိန်ခွေးဟွာတွေနဲ့ပတ်သက်ပြီးတော့ထုတ်တယ်တဲ့မင်းတို့အဲ့ဒီလူကလေးတွေတည်တဲ့ဟာကိုလည်းတရားမှလည်းမပြနိုင်ဘူးအဲ့ဒီကလေးတွေတည်တဲ့ဥစ္စာအတူလို့အတူကြီးအဲ့မှာကျောင်းသားကြီးတွေဝှက်ပြီးတော့ဆောင်ကြီးတွေပတ်ပြီးတော့မှငိုတဲ့ငိုကငါတော့မပြောတတ်တော့ဘူးငိုတဲ့လူကရီရီတဲ့လူကငိုအဲ့လိုဖြစ်နေငိုတဲ့လူကငိုရီတဲ့လူကရီနေတာ နော်အဲ့တော့မင်းတို့နိုင်ငံတကာကိုအဘကကြောဒီဦးမင်းအောင်လိုင်ကအခုရုရှားဆိုလဲအေးစေးဘီလာရုဆိုလဲအေးစေးအရုပ်နိုင်ငံတော်ရဲ့တမရဖြစ်မဲ့ခေါင်းဆောင်မဲဒီမှာပါတမရဖြစ်ပါပါနော်ရှင်ကြည်ပြည့်တယ်ဆိုတော့လက်ဆွဲနှုတ်ဆက်နော်အစသာရမင်းတို့အကုန်လုံးရှုံးနေသွားတော့ကျွန်တော်တို့မြန်မာပြည်မှာအညာသူအညာသားတွေခမားတို့ကျွန်တော်အားနာတယ်ခမားတို့အဲ့လောက်မအားကြပါနဲ့နော်မအားကြပါနဲ့ခမားတို့ကျွန်တော် ခင်ဗျားတို့နားလည်အောင်ကျွန်တော်ပြောမယ်နော်အခုမြင်းကြံမှာစစ်ဖြစ်တယ်ခင်ဗျားတို့ကျွန်တော်ဒီကြောင်းလေးဘာလို့ထက်ခါထက်ခါပြောရတာလဲဆိုရင်အဲ့ဒီစစ်ဖြစ်တဲ့နေရာတွေကခင်ဗျားတို့ရွာသူရွာသားတွေကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေပိုင်တာမဟုတ်ဘူးလားဗျာဟမ်အဲ့တော့စစ်တပ်နဲ့မြင်းကြံမှာရှိတဲ့တပ်နဲ့ပြည်သူစစ်နဲ့ရဲတပ်ဖွဲ့ဝင်နဲ့ ရင်ထိန်တဲ့ဘက်ဝင်နေတဲ့ဝင်ဝင်တဲ့ဝင်ကြီးဌာနဆိုင်ရာတွေနဲ့ပေါင်းလို့မှဘလောက်တန်ရေးရှိမှာလဲအဲ့ဒါနိုင်ငံတော်ပိုင်နေရာတွေခမတို့ PDF တွေအမြင်ရဝင်လာပြီဆိုတာနဲ့နော်အကြမ်းဖက်တောင်းကျမ်းသူတို့ကြီးညာတာလည်းကားမဟုတ်ဘူးအခုချိန်ထိအကြမ်းဖက်တောင်းကျမ်းသူပဲဘာဖြစ်လဲသူဘုံကျဲတယ်လေခမတို့ပြည်သူတွေအိုးရတဲ့စည်းစိမ်အိုးအိမ်မဆုံးရှုံးရတာမဟုတ်ဘူးလားခမတို့စဉ်းစားတော့ကျွန်တော်ပြောနေတာခမတို့အခုကြည့်လိုက်မြန်မာတိုင်းနိုင်ငံလုံးကိုပတ်ကြည့်လိုက် လေးလှုပ်တယ်မင်းညားကလည်းကျွန်တော်လိုက်လွင်နေလှုပ်တယ်ငလေးနေမန္တလေးမှာဟုတ်လားတေးပြန်ပြီခဏတော့အပြင်ထွက်ဆိုအံဖုံးလေးကြည့်ပြီးတော့ဆန္ဒတွေပြလက်တော့တော့အခုခဏတော့အပြင်နေထွက်နေကြရတယ်မှတ်လားအပြင်ထွက်ရတဲ့လူတိုင်းကိုကျွန်တော်မပြောချင်ဘူးသူတော်ကောင်းကတယောက်ရှိပြီးတော့မှသူရောက်မှအရောက်တရာရှိရင်အဲ့ဒီသူတော်ကောင်းလေအဲ့ဒီသူရောက်မှကြားထဲမှာပဲထွက်ရတာပဲပါသွားတာပဲအကျွန်တော်တို့ကတော့စစ်တဲ့အားပေးပါတယ် တိုင်းပြည်အေဂျင့်လိုနေပါတယ်ဒိုင်းနိုင်ငံအေဂျင့်စီချင်ပါတယ်ဆိုပြီးတော့နေတဲ့လူပါလေအဲ့လူတော့မှရောက်တရာလောက်ရှိရတော့တယ်မှာသူက၄၅ရောက်လောက်ရှိအဲ့လူတွေလည်းထွက်ရတာပဲနောက်အဲ့တော့ခဏတို့ရုံးမတဲ့နဲ့ရုံးဖတ်တို့လက်သုံးချောင်းတော်ပြီးအပြင်ထွက်တို့နော်ပြည်သူအနာပြည်သူပြန်ပေးလို့လည်းထွက်ခဲ့တာအခုတော့ညလာနေလာမသိဘူးလှုပ်ရင်ထွက်နေရတာပဲလေအကုန်လုံးကမဟုတ်တာရှိတယောက်ပြောတာဒါအရှိတရားနော် အရှိတရားကျွန်တော်ပြင်ဦးနေမှာတော့ဘာမှထွက်ရအောင်အစ်စစ်အေးမလုပ်နဲ့ဆိုတော့ကျွန်တော်သမီးရထပြေးတယ်အဖေတော်မခေါ်ဘူးသူကတန်းပြေးတာအတိတယ်သူကအဲ့တော့ခင်ဗျားတို့လောက်ခဲ့တဲ့ဥစ္စာတွေလေလောက်ခဲ့တဲ့ဝိတ္တခင်ဗျားတို့ပေးဆက်နေရတာညဆိုရင်ဒါတော့မအေးရတော့ဘူးဟုတ်လားဖြစ်နေတာဖြစ်နေတာဘုံဝင်ဦးမရောက်လာအစ်စစ်ပဲဦးတန်းရွှေလည်းအစ်စစ်ပဲဦးသိန်းစိန်လည်းဦးစစ်ပဲဦးမင်းဦးဦးကညွန်လည်းအစ်စစ်ပဲဦးမောင်ရေးလည်းအစ်စစ်ပဲ အားလုံးအေးစေခင်ဗျားတို့စဉ်းစားတော့စစ်တပ်နဲ့ပတ်သက်တဲ့အဆိုင်အဝိုင်းတော်တော်များများဘာမှမဖြစ်ဘူးခင်ဗျားတို့နားလည်အောင်ပြောပြတာအခုခင်ဗျားတို့အဲ့ဒါကိုဘာလို့ပြောချင်တာလဲဆိုရင်ခင်ဗျားတို့မြင်းကြံကိုခင်ဗျားတို့ပြောတဲ့တက်ကြီးတို့ဘုကောင်နွားတောင်းသားမိုက်ခဲတို့ကတိုက်မယ်စစ်တပ်ကဘာမှမဖြစ်ဘူးနော်စစ်သားတို့ကခရစ်ချီချူတွေခရစ်ချီချူဗါလေခရစ်ချူတွေဟုတ်လားလာတာတွေခက်သားခွေတွေရဲတွေရရတယ် ောက်ဆုံးအတီမပြူသေးလို့၆လတော့တနေ့တော့ကြာသွားလို့ရှင်းအောင်ပါကိုယ်အချင်းချင်းဝိုင်းဝန်းပြီးတော့မှဓာပေးသားသေးတယ်၊ကုညီပေးသားသေးတယ်မင်းတို့ပီရီယာတွေနဲ့ပီရီယာဘောင်းပါတွေအားလုံးကဘယ်မှလဲဖြည့်ကြည့်အောင်ဟမ်ခင်ဗျားတို့အပေးကြတာလေအခုတော့ရွာတွေလည်းကြာလဲကြအောင်တက်မတော်ကြီးကိုအမြန်လွှတ်လိုက်ပါတော့ဟောတက်မတော်ကြီးအမြန်လာပါလို့ခင်ဗျားတို့ပူးပေါင်းမှရမှာပေါ့နော်ကျွန်တော်ဇော်ဘုန်းကြီးပြောပြီးသား ်ခမတို့တက်မတော်နဲ့ပြည်သူနဲ့ပူးပေါင်းမှာအစင်တော်ဝရလမ်းစမ်းနဲ့တက်မတော်ပါခမတို့ကြိုးစိုးပါတယ်နော်တက်မတော်သားတွေဆိုတာခမတို့ပြည်သူနဲ့တစိမ့်တဲ့တဝန်းနဲ့ပါခမတို့ကတက်မတော်သားတွေကိုဝလုံးချီးတုပ်ပြီးရမ်းလို့စစ်ခွေးလို့ဘာလို့ညာလို့ပြောလို့ကျွန်တော်တို့တက်မတော်သားတွေကဒါတွေကိုတော့ခွင့်လို့ပြီးတော့မှအမိန်တကွရဲ့အောက်ကနေခမတို့ရဲ့ဒီကတ်ကြီးသုံးပါးကိုကြော်လွှားနိုင်အောင်ရေပေးဟုတ်လားမလင်ပေးမီးပေး အားလုံးပူပေါင်းပြီးတော့လှုပ်ပေးနေတဲ့တက်မတော်သားလေးတွေပါအဲ့တော့ခမားတို့ကစောက်မွေးရပါဉာဏ်ပညာအသိဉာဏ်ပညာမရှိတော့နော်သူများပါတဲ့ချီကကိုယ်ကောင်းလေးရောက်ပြီးတော့စစ်ခွေးစစ်ခွေးလို့ပြောခဲ့တာတော့ကျွန်တော်တို့တက်မတော်သားတွေကမနာနိုင်ပဲနဲ့ခမားတို့ပြည်သူလူထုအတွက်အများကြီးပေးဆက်နေတာခမားတို့ကျွန်တော်တခုပြောမယ်ခမားတို့မိမနဲ့ယောက်ျားနဲ့အရက်ဘက်မှာပေါင်းလိုက်တယ်ယူလိုက်တယ်ခမားယောက်ျားပြန်သွားလို့တယ်နော် 没做，你来比。